ီနေ့လေ့လာရမှာတော့ဓာယင်ကောက်ဖြစ်ပါတယ်ဓာယင်ကောက်ဓာယင်ကောက်ဓာယင်ကောက်ဘယ်လိုသူလန်းလျှောက်ရင်လေးမောက်မောက်ခက်ကောက်ကောက်တခါတုန်းကဓာယင်ကောက်ဟောဒီလိုချောက်အမိကဓာယင်ကောက်အတန်ကဓာဓာယင်ကောက်ပြီးစလုံးဆက်ဆက်တာလေးဆိုရင်ဓာယင်ကောက်ညွန်းတတာလို့စားဘူးလားမန်ဒက် အောက်ကဒိုင်းရင်ခောက်အတန်လေးပေါ့နော်မန်ဒက်ဓာတ်ကဒိုင်းရင်ခောက်အတန်မှာဒိုင်းရင်ခောက်ကောက်ကိုတချေတို့ကရေးမယ်ဆိုရင်တက်ချက်ပဲဆွဲပါလေပထမတစ်ကလေးလိုရေးလိုက်ပြီးတော့အရှိကလေးတစ်ခုထည့်မယ်ပြီးရင်ရှောက်ကလေးကိုနောက်ကိုပြစ်ထားမယ်ရင်ဘတ်ကလေးကောက်နေတဲ့ပုံစံမျိုးပေါ့နော်မှတ်မိသွားအောင်ဒီပုံလေးတွေကိုတချေနဲ့အတူလိုက်ပြီးတော့ share ကြည့်မယ်နော်ဒိုင်းရင်ခောက်တစ်ချက်ပဲဆွဲပါလေဒါဒိုင်းရင်ခောက်ဒိုင်းရင်ခောက်ကိုရင်ကွက်ထဲမှာ ဒီချက်နဲ့ဒူလိုက်ရေးကြည့်မယ်။အရစ်ကလေးထဲမယ်။ခြေတော်ကလေးကိုနောက်ပြစ်မယ်။ဒါရင်ကတစ်ကလေးကိုအရစ်ကလေးတစ်ရစ်ထဲမယ်။ခြေတော်ကလေးကိုနောက်ကိုပြစ်ထားမယ်။ဒါရင်ကအဲစလုံးပေါ်မှာထပ်ပြီးတော့ရေးကြည့်မယ်။တက်ကလေးကအပေါ်ကအပြာထဲမှာအပြည့်ဆွဲပြီးတော့အရစ်ကလေးကအောက်ကအပြာနဲ့အနီးချားထဲမှာဆွဲပါတယ်။ဒါရင်ကောက် အဲဒီကြောင်မြင်းထဲမှာအေးလေးကျင်ကြည့်အောင်အပြာထဲမှာတစ်ကလေးကိုအရင်ရေးပြီးတော့မှအောက်မှာအရစ်ကလေးထည့်တယ်ဓာရင်ကဓာရင်ကဓာ